အလုသမားရေးကူညီဆောင်ရွက်နေသူတွေကိုဖမ်းဆီးထားတဲ့စစ်တပ်ကအပြည်ပြည်ဆိုင်ရာအလုသမားရေးအဖွဲ့ ILO ရဲ့အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်နေတယ်လို့ပြောဆိုလိုက်ပါတယ် Industry of Global Union က Bestseller Next Day Hunky Mola အပါအဝင်ပြည်ပကုံထုတ်လွှင့်မှုလုပ်ငန်းအားလုံးမြန်မာနိုင်ငံကနေထွက်ခွာဖို့တိုက်တွန်းခဲ့တာနဲ့ပတ်သက်လို့စစ်ကောင်စီအလုံသမားဝင်ကြီးဌာနကပြန်လည်ခြေပတဲ့ထုတ်ပြန်ချက်တွေမှာအဲ့လိုလိမ်လည်ထားတာတွေပါဝင်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ဆေးဥစုဘက်ကတော့မြန်မာနိုင်ငံမှာ ILO ရဲ့ပြဋ္ဌာန်းချက်၂ရပ်ကိုချိုးဖောက်မှုတွေရှိနေတယ်ဆိုတာတစ်ဖက်သက်ဆွဆွဲပြောဆိုတာဖြစ်ပြီးနိုင်ငံတည်ငြိမ်အေးချမ်းတာကိုမလိုလားတဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေကမဟုတ်မမှန်သတင်းတွေဖြန့်ဝေနေတာဆိုပြီးညှိဆိုထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ပြဋ္ဌာန်းချက်ပုံမှ33ချမှတ်ခံထားရပေမဲ့မြန်မာနိုင်ငံဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးကော်မရှင် COI ရဲ့အကြံပြုချက်တွေကိုတည်ဆဲဥပဒေတွေနဲ့အညီအလေးထားလိုက်နာဆောင်ရွက်နေတယ်လို့စစ်ကောင်စီဩဇာခံအလို့သမားဝန်ကြီးဌာနကအောက်တိုဘာလ2ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က COI ရဲ့အကြံပြုချက်လိုက်နာဆောင်ရွက်နေတယ်လို့ပြောဆိုတာဟာပျော်ပျော်တင်းတင်းလိမ်လည်တာပဲဖြစ်ပြီးအလုသမားရေးဆောင်ရွက်သူတွေကိုဖမ်းဆီးတာအလုသမားအခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ပြည်ရင်းအလုသမားရေးလှုပ်ရှားသူတယောက်ကပြောပါရရှင်။